ထွက်မြောက်ရာကျမ်းအခန်းကြီး၃မောရှိသည်မိမိရောက်ခမမိတန်ယိပရောဟိတ်ယေတယောဤတိုးစိတ်များကိုထိန်းစီတောနောက်ဘက်သို့ဆောင်းသွား၏ဟောရက်အမိရှိသောဖယားသခင်တောင်းသို့လျှောက်လေ၏ထိုအခါဖယားသခင်ဤကောင်းကင်တမန်သည်ခြုံထဲကထွက်တော်မီးလျံ၌ထင်ရှား၏ မောရှိသည်ကြည်တော်အခါမိလောင်၍ခြုံမကျွမ်းပဲရှိသည်ကို မြင်လင်အဘဲ့ကြောင့်ခြုံမကျွမ်းပဲရှိသည်နီဤသူဆန်းသောယူပါယုံကိုငါတွား၍ကြည့်ရှုမိဟုဆို၏မောရှိတွား၍ကြည့်ရှုကြောင်းကိုထာဝရဘုရားမြင်တော်မူလင်မောရှိမောရှိဟုခြုံထဲကခေါ်တော်မူ၏မောရှိကလည်းအကျွန်ုပ်ရှိပါ၏ဟုရှောက်လေ၏ ဘုရားသခင်ကလည်းမချင်းနဲ့တင်ဤခြေနှင်းကို ချွတ်လော့တင်နှင်းသောအရက်ကတန်ရှင်းသောမည်ဖြစ်သည်ဟုရွယ်၎င်းငါသည်တင်ဤအပဤဘုရားအာဗြဟံဤဘုရားဣဇက်ဤဘုရားယာကုပ်ဤဘုရားဖြစ်သည်ဟုရွယ်၎င်းမိန့်တော်မူ၏မောရှိသည်ဘုရားသခင်ကို မကြည့်ဝတ်မိမိမျက်နာကို ဖုံးလက်နေ၏ ထာဝရဘုရားကလည်းအေဂုတို့ပြည်၌ရှိသောငါဤလူတို့ခံရသောညင်းဆဲခြင်းကိုငါစစ်စစ်မြင်ခဲ့ပြီသူတို့ကိုစေခိုင်းသောသခင်တို့ကြောင့်သူတို့မြည်တမ်းသောအတန်ကိုလည်းငါကြားရပြီသူတို့နာကြည်ခြင်းဝေဒနာကိုငါတိ၏သူတို့ကိုအေဂုတို့ပြည်အေဂုတို့လူတို့လက်မှကယ်နှုတ်၍ခါနနိလူဟိတ်တိလူ အာမောရိလူဖေရတိလူဟေဝိလူရေပုတိလူတို့နေရာနို့နဲ့ပြားရင်စီးတက်သောပြည်တို့ပို့ဆောင်ခြင်းကငါဆင်းလာပြီယခုတွင်လည်းဤတီလအမျိုးသားတို့ငိုကြွေးသောအတန်ဒီငါထံသို့တိုက်ရောက်၍တို့ကိုအေဂုတ်တို့လူတို့သည်ညင်းဆဲခြင်းအမှုကိုလည်းငါမြင်ရပြီထို့ကြောင့် ယခုတွားလို့တင်ဒီငါဤဤတေလာအမျိုးသားတို့အေဂုတ်တို့ပြေမှနှုတ်ဆောင်မိအကြောင်းတင့်ကိုဖာရောဘရင်ထံသို့ငါစေလွတ်မိဟုမိန်တော်မူ၏မောရှိကလည်းအကျွန်ုပ်သည်အဘက်တို့တော်သူဖြစ်၍ဖာရောဘရင်ထံသို့ဝင်သည်ဖြစ်ဤတေလာအမျိုးသားတို့ကိုအေဂုတ်တို့ပြေမှနှုတ်ဆောင်ရပါမည်နီဟုဖယားသခင်အား ရှောက်လေဘုရားသခင်က အကယ်စင်စစ်ငါသည်တင့်ပနိုင်ရှိလိမ့်မည်ငါသည်တင့်ကိုစေလွတ်ခြင်း လက္ခဏာတတ်သည်ဟုမူကားတင်းသည်ထိုလူတို့ကိုအေဂုံတို့ပြေမှနှောက်ဆောင်ပြီးလေဤတောင်ပေါ်မှာဘုရားသခင်အားဝိပုယကြလိမ့်မည်ဟုမိန်တော်မူ၏မောရှိကလည်းအကျွန်ုပ်သည်ဤတေလာအမျိုးသားတို့ရှိရသော ရောက်၍ တင်တို့ဘိုးဘေးများဤဖယားသခင်သည်ငါ့ကိုတင်တို့ရှိရသောဆေလွတ်တော်မူပြီးဟုအကျွန်ုပ်ဆိုလင်သူတို့ကထိုဖယားသခင်ဤနာမတော်ကအဘဲ့တုံဤဟုအကျွန်ုပ်ကို ပြန်၍မေးသောအခါအဘဲ့တုံ ပြန်ပြောရပါမည်ဤဟုဖယားသခင်အားမေးလျှောက်လေ၏ဖယားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟု၍၎င်း ငါဖြစ်သည်ဟုအမိရှိသောသူသည်ငါကိုတင်တို့ရှိရသောစေလွတ်တော်မူပြီးဟုဤသေးလအမျိုးသားတော်အားပြန်ပြောလောဟု၍၎င်းမောရှေအားမိန့်တော်မူ၏တပံဖယားသခင်ကတင်တို့ဘိုးဘေးများဤဖယားသခင်အာဗြဟံဤဖယားဧဇတိဖယားရှာကုတ်ဤဖယားတီးဟုသောသာရဖျားသည် ငါကိုတင်တို့ရှိရသောဆေလွတ်တော်မူပြီဟုဤတီလအမျိုးသားတို့အားပြောရမည်ထိုအမိသည်အစင်ငါအမိဖြစ်၏လူမျိုးစင်ဆက်မပြတ်ငါဘွဲ့နာမဖြစ်၏သွား၍ဤတီလအမျိုးသားအသက်ကြီးသူတို့စုဝေးစေပြီးလေတင်တို့ဘိုးဘေးများ၏ဖယားတခေအာဗြဟံဤဖယားဤဇတ်ဤဖယား ယာကုပ်၏ဖျားတီးဟုသောထာဝရပြားသည်ငါအားထင်ရှားတော်မူလက်အကယ်စင်စစ်တင်တို့ကိုငါအကြည့်အရှုလာ၍အေဂုတ်တို့ပြည်၌တင်တို့အားပြုတ်သောအမှုကိုငါမြင်ပြီအေဂုတ်တို့ပြည်၌ခံရသောဒုက္ခတွေကတင်တို့ကိုငါနှုတ်၍ခါနနိလူဟိတ်တီလူအာမောရီလူဖေရဇီလူဟီဝီလူ ရေပုတိလူတို့နေရနုံနယ်ပြားရေးစီးတက်သောပြည်တို့ပို့ဆောင်မီငါကတိရှိသည်ဟု မိန်တော်မူပြီးဟုသူတို့အားပြောလိုသူတို့သည်တင်ဤစကားကိုနားထောင်၍တင်သည်ဤတေလအမျိုးသားအသက်ကြီးသူများပါလက်အေဂုတ်တို့ရှင်ဘရင်ထံသို့ဝင်သည်ဖြစ်ဟေဘရဲလူတို့ဤဖျားသခင်ထာဝရဖျားသည်အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီး အကျွန်ုပ်တို့ဤဖယားသခင်သာရဖျားအားရစ်ပူသောခြင်းကတောတုံတုံးရဲ့ခရီးသွားရသော အခွင့်ကို ပေးတော်မူပါဟုရှောက်ရမည်အေဂုတ်တို့ရှင်ပရင်သည်ကြီးစွာသော တကိုးကိုမတွေ့မမြင်လင်သွားရောက်သော အခွင့်ကိုတင်တို့အားမပေးချောင်းကိုငါတိငါဒီလေလက်ကိုဆန့်၍အေဂုတ်တို့ပြည်တဲကငါပြုတ်လက်တန်သောငါဤ အံ့ဘွယ်သောအမှုရှိသမျှတို့နဲ့ထိုးပြေကိုဒဏ်ခတ်မည်ထို့နောက်အေဂုတ်တို့ရှင်ဘုရင်သည်တင်တို့ကိုလွတ်လိုက်မည်ထိုးလူမျိုးသည်အေဂုတ်တို့လူတို့ထံ၌မျက်နာရှသော အခွင့်ကိုငါပေး၍တင်တို့သည် ထွက်သွားသောအခါလက်ချင်းမသွားရကြအကြောင်းမူကားမိမတိုင်းမိမိအိမ်နေခြင်းမိမိအိမ်မှာတဲသောသူ၌ ငွေတစာရွှေတစာနဲ့အဝိတစာများကိုတောင်း၍တင်တို့သားသမီးများကိုတစာစင်စီသဖြင့်အေဂုတ်တို့လူတို့ဤဥစ္စာကို လူယူကြလိမ့်မည်ဟု မောရှေအားမိန်တော်မူ၏